အားလုံးပဲမင်္ဂလာပါ Tree Computer တင်နန်းမှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Face Maker ရဲ့ Color Box မှာရှိတဲ့ Button လေးတွေရဲ့အသုံးပြုပုံကြောင့်ပြပြပြသွားမှာပဲဖြစ်ပါတယ် Face Color ရဲ့ Color Box မှာဆိုရင်တော့ကျွန်တော်၃မျိုးရှိပါတယ်ပထမတစ်မျိုးကကျတော့ကျွန်တော် Line Color ဒုတိယတစ်မျိုးကကျတော့ Fade Color တတိယတစ်မျိုးကကျတော့ Book Line and Fade Color ပေါ့နော်ပထမတစ်မျိုးကကျတော့ကျွန်တော်တို့မြင်းတွေကိုပဲအရင်ချဲတာဒုတိယတစ်မျိုးကကျတော့ကျွန်တော်တို့ drum band ကိုအရင်ချဲတာတတိယတစ်မျိုးကကျတော့နှစ်မျိုးလုံးကိုအရင်ချဲတာပေါ့နော် color box ကဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်ဒီကောင်လေးကိုခေါ်တာပါနော်ပုံမှန်အဖြစ်ကျွန်တော် page maker မှာဒီလို box လေးက auto ပေါ်ပြီးတာပါနော်တကယ်လို့ကျွန်တော်ကမတော်တဆဖြတ်မိတယ်ဆိုရင်လည်းရတယ်ဘယ်ကနေတွားပြီးတော့ခေါ်ရမလဲဆိုတော့ကျွန်တော် window menu သွားမယ်အဲထဲမှာမှကျွန်တော် show color ဆိုရဲစာကြောင်းလေးရှိရပါနော်ဒီကောင်လေးကျွန်တော်တို့က click နှိပ်ပေးရပါမယ်ဒါဆိုရင်ကျွန်တော် color box လေးပေါ်လာပြီပါနော် ဆိုတော့ဒီ color box လေးတွေကိုကျွန်တော်ကဆန်ပြပေးတော့မှာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်က rectangle တွေ ellipse တွေကျွန်တော်ဆွဲထားရပါတော့ဒီကောင်လေးတွေကျွန်တော် color ဖြည့်တော့မယ်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ pointer tool လေးကိုသွားမယ်ပြီးပြီဆိုရင်တော့ကိုဖြည့်စီခြင်းနဲ့ button လေးကိုကျွန်တော်တို့က click ထောက်ပေးရပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုအကြောင်းလေးတွေကြိုက်တာလဲကိုဖြည့်ခြင်းလို့ဖြည့်လို့ရတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က line color ကိုတုံးမယ်ပါနော် line color မှာကျွန်တော်ကအနီအောင်လေးယူလိုက်မယ်ဒါဆိုတော့ကျွန်တော်ရဲ့စဝိုင်းပုံစံလေးကအနီအောင်လေး နဲ့ဘောင်လေးတွေကိုအယောင်ချေပြီးတော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်တို့အတွင်းပိုင်းကိုချေတော့မယ်အတွင်းပိုင်းကိုချေတော့မယ်ဆိုရင်တော့ကျွန်တော်တို့ကဒုတိယတိုင်းမျိုးဖြစ်တယ်ကျွန်တော် free color နဲ့တွားပါမယ် free color လေးကဘယ်ကိုခေါ်လဲဆိုတော့ကျွန်တော်တို့ color box မှာရှိတဲ့အလဲရ button လေးကိုခေါ်တာပေါ့နော်အဲဒီမှာမှကျွန်တော်တို့ကအစင်းအောင်လေးရွေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကအတွင်းပိုင်းကိုအယောင်ချေတော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်တို့ကနှစ်မျိုးလုံးအယောင်ချေမယ်ပေါ့နော်အဲနှစ်မျိုးလုံးကိုအယောင်ချေစီခြင်းနဲ့ဆိုတော့တတိယတိုင်းမျိုးဖြစ်တယ်ကျွန်တော်တို့ line and fade color လေးကျွန်တော်နှိပ်ပြပါမယ်အဲထက်မှာကိုကပေးအောင်ကြိုက်တာလဲကိုကြိုက်တဲ့ရောင်လေးကျွန်တော်ရွေးလို့ရတယ်အပြာရောင်ကြိုက်ရင်ကျွန်တော်တို့အပြာရောင်လေးကလစ်ထောက်ပေးလိုက်အောင်ပါပဲဒါဆိုတော့ကျွန်တော်တို့ကအပြာရောင်နေနဲ့ line of fade ရောအကုန်လုံးချိန်ပြီးတော့မှာပေါ့နော်ဆိုတော့နောက်တစ်ခုစမ်းပြပေးမယ်ကျွန်တော်တို့ကကိုတရောင်ချိန်ခြင်းနဲ့ပုံလေးမှာကလစ်ထောက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့က line color မှာအနည်းရောင်ရွှေ့မယ်ဒါမှမဟုတ်အဝါရောင်ရွှေ့မယ်ဒါမှမဟုတ်အစီရောင်ကျွန်တော်ရွှေ့လို့ရပါတော့အတွင်းဘက်ကိုချဲခြင်းနဲ့ဆိုလဲချဲလို့ရတယ် ဘယ်ကိုတော့မလဲဆိုတော့ကျွန်တော်အလဲရဘော်တန်လေးကိုတော့ပင်အဲထဲမှာမကွာပဲရောင်ကြိုက်တာလေကိုကြိုက်တဲ့ရောင်လေးတွေဖြည့်ဆွလို့ရတယ်ပေါ့နော်နှစ်မျိုးလုံးကိုခြေကျင်တယ်ဆိုတော့ကျွန်တော်တို့ကအစွန်ဆုံးကဘော်တန်လေးကျွန်တော်နှိပ်ပြရပါမယ်ကိုကပဲရောင်ကြိုက်တာလေကိုကြိုက်တဲ့ရောင်လေးကျွန်တော်ရွေးချယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကအရောင်တွေမကြိုက်တော့ဘူးပြန်ပြီးတော့ဖြည့်ဆည်ခြင်းနဲ့ဆိုလည်းရတယ်ကိုဖြည့်ဆည်ခြင်းနဲ့ပုံလေးမှာကျွန်တော်ကလစ်ထောက်လိုက်မယ်ကျွန်တော်တို့ကအတွင်းမန်းကိုဖြည့်မယ်ဆိုလည်းရတယ်အတွင်းမန်းကိုဖြည့်တော့မယ်ဆိုတော့ကျွန်တော် fake color ပေါ့နော်အလဲရဘော်တန်လေးကိုကျွန်တော်ရွေးရမှာပဲဖြစ်ပါတယ် အဲ့ဒါမှမှကျွန်တော်တို့ကလုံးဝကိုအယောင်ဖြုတ်ချင်တာဖြစ်တဲ့အကြောင်းလို့နန်းကိုကျွန်တော်ရွေးပြရပါမယ်ဒါဆိုရင်ကျွန်တော်အယောင်ကပျောက်တော့မယ်ပေါ့နော်အယောင်လေးတွေချင်းကျင်နေဆိုလည်းရတယ်ဒီမှာကျွန်တော်ကအပြာနုယောင်ဖြစ်တာပေါ့နော်ဘေးပေါင်လေးကသူ့ရဲ့ original အယောင်တိုင်းလေးဖြစ်ဖို့ကျွန်တော်တို့ဖန်တီးတော့မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က line color လေးကိုသွားမယ်အဲ့ဒါမှမှကျွန်တော်တို့က register တွန်းထားတဲ့ button လေးကျွန်တော်တို့ရွေးလိုက်ရမှာပဲဒီ block ကိုမရွေးဘူးเนาะကျွန်တော်တို့ register တွန်းထားတဲ့ button လေးကိုကျွန်တော်ရွေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အယောင်လေးတွေကမူရင်းပုံစံတိုင်းပဲဖြစ်သွားမယ်ပေါ့နော် ဒီကောင်းလေးလည်းကျွန်တော်တို့ကပြင်ချင်နေဆိုလည်းပြင်လို့ရတယ်။ကျွန်တော်နန်းကိုရွေးလိုက်တာနဲ့အကုန်လုံးပျောက်သွားမှာပါနော်။ကျွန်တော်တို့ကဒီမှာ paper မှာလည်းကျွန်တော်တို့ကနန်းကိုရွေးလိုက်မယ်။ဒီမှာကျွန်တော်တို့ကနန်းကိုနှစ်ခါလုံးတန်းပြီးတော့ရွေးလိုက်တာဆိုတော့ကျွန်တော်ရဲ့ဘောင်လေးက paper ရောင်ဖြစ်တာပါနော်။ line color ကိုရွေးပေးရမှာမယ်။ပြီးပြီးဆိုတော့ကျွန်တော် register လေးရွေးပေးရမှာမယ်။ဒါလေးကကြတော့ကျွန်တော်တို့မူရင်းပုံစံတိုင်းပဲပြန်ပြီးတော့ဖြစ်သွားမှာပါနော်။ဆိုတော့ဒီ video လေးမှာရှင်းပြသွားတယ်။ page maker မှာကျွန်တော် color box မှာရှိတယ်။ ဘော်တွန်လေးတွေအသုံးပြုပြီးတော့ဘယ်လိုအကြောင်းချေရမလဲဆိုတဲ့အကြောင်းအရာလေးကိုနားလည်တဲ့ပေါ်ပေါက်လိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။